ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ Football King ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဘာစလောကိုကြောက်ပြီးတော့မြန်မာ National League ကိုပြောင်းရွှေ့ကစားဖို့စဉ်းစားနေတဲ့ Real Real Madrid ကဘာစလောအသင်းနဲ့ဆုံတွဲခဲ့တဲ့ပွဲစဉ်တိုင်းမှာရုံးဝဲနဲ့ရင်ဆိုင်နေကြတဲ့အတွက်ကြားလီကြောက်လာလီဆိုလိုဖြစ်လာခဲ့ပြီးတော့ La Liga ရဝန်းကိုစွန့်ခွာကမြန်မာ National League စီပြောင်းလာဖို့ထီကိုစဉ်းစားနေခဲ့ကြလို့မထင်ပါနဲ့ La Liga မှာ Barcelona ရှိနေတဲ့ Spain မှာရနိုင်တဲ့ဆူကလာတွေကိုသူတို့အနေနဲ့ရယူသွားနိုင်မှာမဟုတ်တဲ့အတွက် ရီယယ်မက်ဒရစ်အသင်းဟာခုလိုမျိုးတွေစဉ်းစားလာပွဲရှိနေခဲ့ကြတာပါ။တရားဒီဘာစလောနာအသင်းနဲ့ကြုံတွေ့ထားခဲ့တဲ့ရီယယ်မက်ဒရစ်အသင်းဟာဘာစလောနာနဲ့ဆုံတွေ့ထားတဲ့ပွဲတင်တိုင်းမှာအဆုံးပေးထားခဲ့ရတာဖြစ်ပါတယ်။အဆုံးပေးထားခဲ့ရတာမှာပိုးဆိုးပတ်ဆက်ဆိုပြီးတော့ပြောရအောင်၄ချိန်တွေ့၄ချိန်စလုံးမှာအဆုံးပေးထားခဲ့ရတာလည်းဖြစ်ပါတယ်။ရီယယ်မက်ဒရစ်အသင်းဟာဘာစလောနာအသင်းကိုအင်္ဂွင်းလန်ရှုံးအဝေးကွင်းလန်ရှုံးဂျာကွင်းလန်ရှုံးဒိုင်းဝန်အပြစ်တင်လန်ရှုံးမကစားပိုင်းအိမ်ပြန်မှာဟုငိုပြလဲရှုံးသတင်းစာရှင်းလင်းပွဲမတက်လဲရှုံးညသာစားပွဲမတက်လဲရှုံး training မစင်းပြလဲရှုံး အမိုးပိတ်ကစားလဲရှုံးဘလို့ကန်ကန်ဘာစရာကိုရှုံးပေးထားနေရတာပဲဖြစ်ပါတယ်။အိုင်ဘတ်ခွန်ရှိကို 1x ဘတ်ကိုနိုင်ငံတကာပေါ့ကြီးတိုင်းဖူဘောကိမှာကစားလို့ရပါပြီ။ 1x ဘတ်အကောင့်ဖွင့်သူတိုင်းပရိုမိုကုတ် FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့ပြာခိုင်နှုန်း bonus ရယူကစားလို့ရကြောင်းလည်းသတင်းပေးပါစေ။ဖူဘောကိမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 39 63လုံးခွန်သုံးလုံး53လုံးကိုဆက်သွယ်နိုင်တော့ကွန်မန်တွေမှာခြာပေးထားတဲ့ Telegram link ကိုလည်းလက်အောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ရုံမဲမဲပြီးတော့ဒိုင်အောင်ကြိုက်သလိုဆဲဆူခဲ့ကြကရေတံမှုတွေနဲ့ပြစ်ပေါက်တိုက်ခိုက်ခဲ့ကြတဲ့ခါမှလေဘာစီလိုနာကိုနိုင်ယူနိုင်ခြင်းမရှိခဲ့ကြပြန်ပါဘူးတကယ်လို့ရီယယ်မက်ဒရစ်အသင်းရဲ့လောက်ရတော်တော်လေးကိုရုပ်ပေါက်ခဲ့ကြပြီးတော့ဥရောပထိပ်တန်းအသင်းအသင်းတစ်သိမ်းမှကစားနေတဲ့ကစားမတွေရဲ့စိတ်တပိုင်ဆိုင်းရဟာတော်တော်လေးကိုပြုပြင်သွားဖို့တော့လိုအပ်နေခဲ့ကြပြီဖြစ်ပါတယ်ဘာဆိုနဲ့ရီယယ်မက်ဒရစ်တို့ကပြီးခဲ့တဲ့ညကစားခဲ့တဲ့ပွဲစဉ်မှာဘာဆိုရန်အသင်းက၃-၂ဂိုးနဲ့အနိုင်ရပြီးတော့စပိန်ကိုပါဒရီဖလာကြီးကိုစုခိုးရရှိသွားခဲ့ကြပါပြီ ဘာစရာတွက်တော့ဒီအားဒီဒုတိယမြောက်ဆူဖလားဖြစ်ခဲ့ပြီးတော့နှလုံးစလုံးကလည်းအက်ကလစီကိုပြိုင်ဘက်တွေဖြစ်ကြသလိုနှစ်သင်းကြားကချန်ပီယံစုတိုက်ပွဲတွေကလည်းတော်တော်လေးကိုပြင်းထန်နေခဲ့တာဖြစ်ပါတယ်။ပွဲစား28မိနစ်မှာညာတော်မန်းနေဘောလုံးဆွဲပြီးတော့ပြေးလာခဲ့တဲ့လမယာမဲကကိုယ်လင်ကနေပြေးတက်လာခဲ့တဲ့ဘက်ထရီရှိတဲ့စီကိုဘောလုံးထိုးပစ်လိုက်တဲ့ချိန်မှာစပိန်သားလူငယ်လေးကရီယယ်မက်ဒရစ်အသင်းရဲ့အေရီယာထိတ်ကနေအပြင်ကန်သွင်းပြီးဘာစလိုနာဥဆောင်ကိုစတင်ပြီးတော့ရယူပေးသွားခဲ့ပါတယ်။ဒီတိုင်ပိုင်း69မိနစ်ထိတကောကောမရှိတဲ့ဘာစလိုနာဥဆောင်ထားခဲ့မိတဲ့ မိနစ်90ရောက်မှရီယယ်မက်ဒရစ်အသင်းအတွက်အမ်ဘာပယပြိုင်ဘက်အေရီယာထိပ်မှရရှိလာတဲ့ပြစ်ဒဏ်ဘောကိုပြင်သစ်သားတိုက်စိတ်ဇာမကကန်သွင်းယူရချေပါကိုသွင်းသွားခဲ့တာပါချေပါကိုရောက်သွားခဲ့တဲ့ရီယယ်မက်ဒရစ်အသင်းဟာအားတက်သွားခဲ့ပြီးတော့ဇတိုက်ဆိုလိုပဲဥဆောင်ကိုပါထပ်မံရရှိသွားခဲ့ကြပြန်ပါလိမ့်အဆိုပါကိုတော့ချောင်းမနီကသွင်းပေးသွားခဲ့တဲ့အတွက်ရီယယ်မက်ဒရစ်အသင်းကနောက်ကိုတကိုးနဲ့ပြန်လည်ပြီးတော့ဥဆောင်သွားနိုင်ခဲ့ကြပါလိမ့်နောက်ကိုတကိုးနဲ့ဥဆောင်ထားခဲ့တဲ့ရီယယ်မက်ဒရစ်အသင်းဟာဒီကတော့ဘာစလောကိုနောက်ကောက်ချပြီးတော့ကိုပါဒရီဖလားကြီးကိုစုခုသွားတော့မလားဆိုပြီးထင်မှတ်ထားခဲ့ကြတာပါ ဒါမှလည်း84မိနစ်ရောက်မှဘာစလိုနာအတွက် Ferran Torres ကပြန်လည်ပြီးတော့ခြေပသွားခဲ့တဲ့အတွက်မိနစ်60တွဲမှာတဖန်နှ60စီဒေအားလည်းထွက်ပေါ်သွားခဲ့ပါတယ်။ဒါကြောင့်လည်းချိန်ပုံမိနစ်30ဆက်လက်ကစားခဲ့ရမှာညာနောက်ခံကစားမဖြစ်သူ Joe Conde က136မိနစ်မှာပဲဘာစလိုနာအတွက်အနိုင်ကိုရိုက်ကွာ Spain Copa del Rey Plaza ကိုဘာစလိုနာတင်းကကင်မြောက်နိုင်သွားခဲ့ကြတာဖြစ်ပါတယ်။အဲကြောင့်လည်း Thierry Henry ကလောကမှာ Real Madrid ကြောက်တာဘယ်အသင်းမှမရှိဘူး။ဘာစလိုနာကလွှဲရင်ပေါ့ဆိုပြီးတော့ပြောသွားခဲ့တာဖြစ်ပါတယ်။အခုတော့ဘာစလိုနာ Spain Super Plaza စပိန်ကိုပါဒယ်ရီဖလားတို့ကိုဆက်ကူးသွားခဲ့ပြီးတော့ချန်ပီယံလိနဲ့လာလီဂါချန်ပီယံဆုတွေကိုရယူနိုင်ခဲ့မယ်ဆိုရင်တော့ဖလားလေးလုံးချန်ပီယံဆိုတဲ့ဘွဲကိုပိုင်ဆိုင်သွားနိုင်တော့မှလည်းဖြစ်ပါတယ်။ဇုံးနေကြည့်ပြတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။